YWD online media ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယဉ်ကျေးလိမ်မှာဆရာဖြစ်တင်နန်းနဲ့38ပြာမင်္ဂလာ။ကမ္ဘာငြိမ်းချမ်းမှုဖော်ဆောင်ရေးကိုချင်းတီလာဗဟုသုတပြိုင်ပွဲမွမ်မန်တင်နန်းအမှတ်စဉ်၃မြင်းဆောင်2025ဖွင့်လှစ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရင်ကျင်းလိမ်မှာဆရာဖြစ်တင်တဲ့နဲ့38ပြာမင်္ဂလာကပငင်းချမှုဖော်ဆောင်ရေးကိုချစ်တီလာဘူတုတပြိုင်ပွဲမုံမှန်တင်တဲ့အမှတ်စဉ်၃မြင်းဆောင်2025ကိုအောက်တိုဘာလ13ရက်နေ့မနက်ပိုင်းကရန်ကုန်မြို့ရန်ကင်းမြို့နယ်မိုးကောင်းစုတောင်ပြေဇီတော်ကြီးအတွင်းရှိအရိယာဓမ္မယုံကြီးမှာကျင်းပပါတယ်အဆိုပါတင်နန်းကိုသာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနမြန်မာနိုင်ငံလုံးဆိုင်ရာတရားဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နဲ့ နေဆက်တောင်တန်းဒေသတာသနာနုကဟအသင်းရန်ကုန်တိုင်းဒေသကြီးနဲ့300တိလူမှုကူညီရေးအသင်းဗဟိုတို့ကပူးပေါင်းဖွင့်လှစ်တယ်လို့သိရပါတယ်။အဆိုပါဖွင့်ပွဲခမ်းနားမှာမြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နဲ့နေဆက်တောင်တန်းဒေသတာသနာနုကဟအသင်းရန်ကုန်တိုင်းနဲ့300တိလူမှုကူညီရေးအသင်းဗဟိုတို့ရဲ့ဥက္ကဋ္ဌကြီး မဟာတတ္တမဇောတိကတ္တဆမဟာတာသနာနုကဟဇောတိကတ္တဆ တတမဇောတိကတစတုတမမဏိဇောတတရတရားလွတ်တော်ရှိနေကြီးဥတ္တမိုးအောင်ခေါ်ဥနေဆိုင်ကအဖွင့်မစကားပြောကြားခဲ့ပြီးသင်္นานနိပြများနဲ့မိတ်ဆက်ပေးခဲ့ပါတယ်ဆလဘီမြန်မာနိုင်ငံလုံးဆိုင်ရာ တရားဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်နဇက်တောင်တန်းဒေသတာနာနုခအသင်းရန်ကုန်တိုင်းဒေသကြီးရဲ့တင်ကြားစီမံဆရာမကြီးမဟာတာနာနုခဇောတိကတ္တစာစီမံထူးချွန်ဒေါနီနီတင်ကတင်နန်းနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ပါတယ်အဆိုပါတင်နန်းဖွင့်လင့်တာနဲ့ပတ်သက်ပြီးမနိုင်ငံလုံးဆိုင်ရာထရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နဲ့နေဆက်တောင်တန်းဒေသသာသနာ့ဥက္ကဟအသင်းရန်ကုန်တိုင်းနဲ့ 300ဒီလူမှုကွန်ရက်အသင်းဗဟိုတို့ရဲ့ဥက္ကဋ္ဌကြီးဥတ္တမိုးအောင်ခေါ်ဦးနေဆိုင်ကခုလိုပြောကြားခဲ့ပါတယ်။အဲဒါကတော့အဓိကပေါ့ကျွန်တော်တို့နိုင်ငံမှာရင်ကျေးလိမ်မာတဲ့ကလေးတွေပေါ်ထွန်းလာရေးပေါ့နော်။အဲ့ကနေအခြေခံစရမှာပဲ။အဓိကတော့ဒါနိုင်ငံတော်တာဝန်ကိုအဓိကထမ်းဆောင်နေတာပါ။ဒီလိုရင်ကျေးလိမ်မာတဲ့ကလေးတွေပေါ်ထွန်းလာဖို့အတွက်မရှိမဖြစ်ကျွန်တော်တို့ကဆရာတွေဆရာမတွေအင်အားလိုပါတယ်။ဒါကကျွန်တော်တို့တော့ရည်လူမှုကွန်ရက်အသင်းဗဟိုနဲ့ ရန်ကုန်တိုင်းတာသာနှုတ်ကဒင်းကြီးကနှစ်စဉ်ဆရာဆရာမတွေမွေးထုတ်လာတာအခုဆိုရင်ထောင်နဲ့ချီရှိနေပါပြီဒါအခုဒီနေ့ဖွင့်လိုက်တာကတော့အပတ်စဉ်သုံးပေါ့ညင်ကြီးလိမ့်မှာတင်တန်းရဲ့ဒီတင်တန်းဆရာဖြစ်တင်တန်းရဲ့မောမန့်တင်တန်းရဲ့ဟိုဖွင့်ခြင်းအဖြစ်ဒီကျွန်တော်မြန်မာနိုင်ငံမှာလည်းပြိုင်ပွဲကြီးတွေရှိတယ်ပေါ့ဒါကလေးတွေကိုနောက်ចောင်းနေចောင်းနေမှာလည်းကျွန်တော်တော့တောက်လျှောက်ဝင်တင်နေတာပေါ့နော်တင်ပေးနေတယ်ကျွန်တော်ရှိရဆရာဆရာမတွေအင်အားတွေပေးတယ်ပေါ့ပေးတဲ့အခါမှာ အခုထိုင်းနိုင်ငံဓမ္မကာလကျောင်းတော်ကြီးနဲ့လည်းအဲ့ကကျင်းပတဲ့ War Peace ကမ္ဘာငြိမ်းချမ်းမှုဖော်ဆောင်ရေးကိုကျင်းသီလဘုဒ္ဓဒပြိုင်ပွဲဆိုတာလည်းအမှန်တော့လူမျိုးမေးပါတာမေးတက်နိုင်တယ်ဆိုပေမဲ့ဒီရင်ကျေးလိုက်ပါပေါ့နော်38ပြမင်္ဂလာကိုပဲအခြေခံထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့တင်တန်းကိုတက်တဲ့သူတွေကအခြေခံဘာသာရေးပွဲတွေဟိုတခုခုပေါ့နော်ထူးထူးခြားခြားရထားတဲ့သူတွေကိုဒါကျွန်တော်တို့ကတင်တန်းပေးခြင်းဖြစ်တယ်တင်တန်းပေးခြင်းဖြစ်တဲ့အတွက်တင်တန်းကတော့6ရက်ပေါ့ เนาะအဲ့မှာကျွန်တော်မွတ်မှန်တင်တာမှာဟိုဟိုရခင်ကတက်ထားပြီးတော့ဆရာဆရာမတွေလည်းမွတ်မှန်တင်တာထပ်တက်ပဲအခုလည်းတင်တန်းသားတင်တန်းသူတွေအစ်စ်ကိုပေါ့နော်သုံးပြင်းဆောင်2025ဆိုပြီးတော့ကျွန်တော်ကဒါဖွင့်တာဖြစ်တယ်ကျွန်တော်တို့နိုင်ငံမှာအခုအရွေးတစ်ခုပေါ့လေရင်ကျေးချင်းလိမ္မာချင်းဒါမျိုးတွေကကင်းဝေးခဲ့ကြတယ်ကင်းဝေးတဲ့အတွက်စိတ်ရိုင်းနေဝင်လာတဲ့အခါမှာဘာပဲဖြစ်ဖြစ် မိမိရဲ့အိမ်ပေါ့မိမိရဲ့အိမ်မှာအစားမိဘကိုယူသေးရမယ်လေးစားမယ်ဆရာတွေယူသေးတယ်လေးစားမယ်ဆိုတော့ဒါတွေကပြည့်ယွင်းတာဒါတွေကိုကျွန်တော်တို့ကအဖတ်ဆက်နိုင်သလောက်မိနိုင်သလောက်ဒါတွေသမီးတွေကိုငယ်ရွယ်နှုတ်ပြစင်ထဲကနေပြီးတော့ဒီရင်ကျေးလိမ့်ပါတဲ့စိတ်တွေနောက်အမျိုးဘာသာသာသနာကိုစောင့်ရှောက်ရမယ်ထိမ့်သိမ့်ရမယ်ဆိုတဲ့စိတ်တွေနောက်ပြီးတော့နောက်တစ်ချိန်မှာပခုံးပြောင်းတာဝန်ယူမဲ့ကလေးတွေဟာရင်ကျေးနေရမယ်လိမ့်ပါနေရမယ်အဓိကရင်ကျေးလိမ်ပါနေမှပဲသူကအရာရာကိုဥဆောင်နိုင်မယ် အရာရာကိုသူတို့တွေတာဝန်ကျေစွာထမ်းဆောင်နိုင်မယ်လို့ယုံကြည်တယ်။ဒါကြောင့်လဲကျွန်တော်ကဒီရန်ကုန်တိုင်းတွင်မဟုတ်ဘူးတနိုင်ငံလုံးမှာပါအเจ้าနေမှာเจ้าဆိုတာကတော့เจ้าတက်ရွယ်ကလေးတွေကအမှုပြိုတဲ့ကလေးတွေပါပဲ။အဲ့ဒီเจ้าနေရွယ်ကနေပြီးတော့တက္ကသိုလ်ဝန်ထမ်းအထီးကိုကျွန်တော်တို့ကဒီရင်ကျေးလိမ့်မှာသင်တန်းတွေဖွင့်ဖို့အတွက်ကိုကျွန်တော်စီစဉ်နေပါတယ်။ကျွန်တော်တို့တိတ်ဟိုဘက်ကเจ้าနေကိုနောက်အပြင်ကျွန်တော်တို့เจ้าနေကို တော့ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့လည်းပညာရေးဝန်ကြီးဌာနမှာကျောင်းနေမှာဆရာဆရာမအင်အားဟိုပါဘောအခုဆိုလို့ချင်းဆရာဆရာမအင်အား900ကျော်လောက်နဲ့ကျွန်တော်တို့ရင်းကျိတ်လိမ်မာတွေလိုက်တင်နေပါတယ်ဗျအဆိုပါတင်နန်းကိုအောက်တိုဘာလ13ရက်နေ့ကနေ18ရက်နေ့အထိဖွင့်လှစ်တင်ကြတာဖြစ်ပြီးဆရာဆရာမ9ဦးနဲ့တင်နန်းသား120ဦးတို့တက်ရောက်တင်ကြတယ်လို့သိရပါတယ် မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နဲ့နေဆက်တောင်တန်းဒေတာသာသနာနှုတ်ခအသင်းရဟုန်တိုင်းဒေတာချင်းနဲ့၃၀၀ဒီလူမှုကူညီရေးအသင်းဗဟိုတို့ပူးပေါင်းကရင်ကျေးနေမှာဆရာဖြစ်တင်နန်းနဲ့မိုးမှန်တင်နန်းတို့ကိုဖွင့်လှစ်လာတာအခုနှစ်တွင်းမှာ၃ချိန်မြောက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးဆရာဆရာမ900ကျော်လောက်ကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နဲ့နေဆက်တောင်တန်းဒေတာသာသနာနှုတ်ခအသင်း ရန်ကုန်တိုင်းဒေသကြီးရဲ့အဓိကရည်ရွယ်ချက်မှာတနိုင်ငံလုံးရှိចောင်းသားចောင်းသူများအနာဂတ်လူငယ်လူရွယ်များအားတက်ရွယ်လိုက်ရင်ကျိနိုင်ပါစေဖို့ရည်ရွယ်တဲ့အတွက်အခုလိုဆရာဖြစ်တဲ့နန်းမြောက်ကိုနှစ်စဉ်ဖွင့်လှစ်တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။